ဒီနေ့ကျွန်တော်ရောက်ရှိနေတဲ့ပွဲလေးကတော့တကယ်ကိုမှဒါဟာဝေးကနေတပတ်ရှောင်းအောင်အကောင်ဆုံးစုကိုရရှိထားတဲ့ကျွန်တော်တို့က GT6 series လေးပေါ့နော်ဒါ Smart Watch လေးဒါဟာဝေးကနေဒါမိတ်ဆက်တဲ့ပွဲလေးရောက်နေဖြစ်ပါတယ်ဆိုတော့ဒီမှာကကျွန်တော်ခုနကပြောပြခဲ့သလိုပဲ number 1 global best selling smart watch စုကိုသူကရထားတာဆိုတော့2025မှာလုံးဝ Apple ကိုကျော်ပြီးတော့ဒီလုံးဝ global smart watch ဒါတင်ပို့တဲ့နေရာမှာ number 1စုကိုရထားတဲ့9လေးဆိုတော့ဒီ GT6 series လေးမှာဘာတွေလောက်တောင်အားသာချက်တွေရှိနေလဲဆိုတော့ သူ့ရဲ့ဒါဘက်ထရီကိုပထမဆုံးပြောင်းမယ်ဆိုလို့ရှိရင်ဒါတစ်ချိန်အားသွင်းမိတာနဲ့သူက21ရက်ထိကိုကြာရှည်ခံတာဆိုတော့တော်တော်ကြီးဝမ်းကျန်းတယ်အဲ့ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ကသူ့ရဲ့ဒါရေစုခံတိုင်းဆန်းကိုပြောင်းမယ်ဆိုရင် IP level 69ဒါတည်းမဲလားဆိုမဟုတ်သေးဘူးသူကဒါ2000 nit p brightness ကိုပါကြားတယ်ဆိုတော့ဘလောက်ပဲနေပူနေပူသူကအလင်းမပြောင်းမဲနဲ့တော်တော်လေးကူမှာပုံမှန်နေထည့်ပါတယ်ဆိုတော့ပြောင်းမယ်ဆိုလို့ရှိရင်မိုက်တာပေါ့တည့်ရမလားခါခါလီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေပူထဲမှာဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင် မမြင်ရတော့ဘူးဖုန်းကတည်းက appliance blah blah တင်နေမမြင်ရတော့ဘူးပြီးတော့ဒီမှာကကျွန်တော်တို့ဒီသုံးမိသားတွေပုံစံကတိုက်တင်းနေတဲ့ align ကို sapphire glass နဲ့ nano crystal ကိုသုံးမိထားတာဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒါ laboratory production step ကိုပါဝင်ထားတာပေါ့နော်ဆိုတော့တော်တော်လေးကိုမိုက်တယ်ပြီးတော့နောက်ထပ်တစ်ခုကိုပြောမယ်ဆိုလို့ရှိရင်တော့သူကဒါ GPS ဆိုလို့ရှိရင်ဟာ ပုံမှန် UGPS မဟုတ်ဘဲနေတာ satellite system ပါဝင်တဲ့ drop ကိုပို့ပြီးတော့ဒါတိကျတိကျတဲ့ location ကိုရှားနိုင်မှာဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်တော့အဓိကကတော့ဒါ pro level sport ဒါစပိန်စီရာလို့ကျွန်တော်တို့ဒါခေါင်းရိုက်တာလို့ရင်ငုတ်တာရင်ငုတ်တာဆိုလို့ရှိရင်ဒီမှာပြောမယ်ဆိုရင်60မီတာတိဒါ driving ရင်ငုတ်လို့ရတယ်အဒီ GT6 CV ထဲမှာဟိုမှာသူက GT6 Pro ဆိုလို့ရှိရင်သူကစီးဝါးသားထိပါကျွန်တော်တို့ ရေစုခံနိုင်နေပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါပင်လယ်ရေပါရေစုခံနိုင်နေဆိုရိဒိတ်ပေကိုရောက်တယ်ပြီးတော့ဒါ walk out အမျိုးစားပေါင်းဒါတရားကျော်ရေအပြင်ပေါ်မှာတခြားသောဒါ function တွေလည်းအများကြီးရှိနေရဆိုတော့ဒီကောင်ကဒီ hardware တစ်မျိုးလေးမဟုတ်ဘူးနေဒါ iOS ကို Android ကဒါမျိုးလုံးပြတ်ပြတ်အသုံးပြနိုင်နေဒါ GT6 series smart watch hardware ထပ်ထားလို့ဖြစ်ပါလေသူရဲ့ဈေးနှုန်းကတော့ဒီ GT6 series လေးကဈေးနှုန်းကကျော်6သိန်း5900နေစပြီးတော့အစားစားရှိတယ်အဲ့တော့ခုလက်ရှိရဆိုလို့ရှိရင်တော့ဒါ မြန်မာနိုင်ငံမှာရှိတဲ့ Huawei showroom တွေမှာမင်းမြန်းပြီးတော့ဝယ်နေတာဖြစ်ပါတယ်ပြဆိုတော့ဒီနေ့ကျွန်တော်တို့ဒီ GT6 series လေးမှာဗားလေးကိုချက်ပြီးတော့အထူးခြားမှုတွေရှိနေဆိုတာကျွန်တော်တို့အတူတူချက်ပြီးတော့လေ့လာကြည့်ပါမယ်ကျွန်တော်ဒီနေ့ပွဲလာတဲ့အကြောင်းရင်းပေါ့နော်အဲ GT6 smartwatch ဟောက်စာလေးကျွန်တော်ဒီဟောက်စာလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အခြေချက်ကပြောမယ်ဆိုလို့ရှိရင်သူကလုံးဝ world global number 1 ceiling award ကိုရထားတာ ဆိုတော့ဒါပြောမယ်ဆိုရင်2015မှာတော့ iPhone တစ်ခုကြော်ပြီးတော့ဒီ Global Number 1 Selling Award ကိုရထားတာဆိုတော့တော်ကြီးဟိုမှာကျန်းနေဆိုတော့သူ့ရဲ့ဒီရေစုံငယ်နဲ့ဟုတ်တာသူကဒါစီဝါတာတွေပါတယ်မှာဆိုလို့ရှိရင်သူ GT6 series ထဲမှာဒါ Pro version ဆိုလို့ရှိရင်သူကစီဝါတာတွေပါတယ်ထိပါခံနိုင်တယ်ဆိုတော့ IP level ကဆို69လို့ပြောတယ်သူက diving ကိုကျွန်တော်40မီတာ40မီတာရရတယ်ဆိုတော့တော်တော်လေးကိုဒါ mic တဲ့ထဲမှာပါတယ်ဒါ look ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါလုံးဝ classic type classes type လို့လေ့သွားတယ်။အဲ့တော့ဒီထဲမှာပါ function တွေပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒါ heart rate တွေပါလဲ pure isolation ဒီချိန်လမ်းဘယ်လောက်လျှောက်လဲပြီးသွားရင်ဒီနေ့မှာကျွန်တော်တို့ဒါပြန်မဆိုးပါဘူး။ဒီနေ့ကို calorie 900ပန်းအောင်လုပ်မယ်။အဲ့တော့ calorie 900ပန်းအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့ goal လေးကိုကျွန်တော်ချိန်လို့ရတယ်။ဒါလေးကတော့ကျွန်တော်တို့အဲနောက်ပိုင်းမှာကျွန်တော်တို့ detail လေး review ထပ်ပြီးတော့လုပ်ပြပေးမယ်။အဲနောက်တစ်ခုကကျတော့ဒီထဲမှာဆိုလို့ရှိရင် तू ကဒီကတော့အားကားပိုင်းပေါ့နော် workout လုပ်မယ်ဆိုရင် resolution တော့ဒါလေးကတော်တော်လေးဟိုမှာ ယူဖိုဖြစ်မဲ့ဖြစ်စီတဲ့မှာပါပဲဆိုတော့ဒါကျမိုက်တို့ကိုလည်းတော်တော်လေးလိုက်စားရည်ဆိုရဲကျမိုက်လိုက်စားရည်ဆိုရဲလူရည်ဆိုလို့ရှိရင်တော့ဒါလေးကတော်တော်လေးကိုမှလိုအပ်မဲ့အရာတစ်ခုဖြစ်လိမ့်မယ်ပုံစံလေးကလည်း classic ဖြစ်တယ်ပြီးတော့ဟို aluminum နဲ့ကျွန်တော်တို့ titanium line တို့နှစ်ခုပေါင်းပြီးလုပ်ထားဆိုတော့ပုတ်ပုတ်ပါပါလေးပဲပုတ်ပုတ်ပါလေးတကယ်ကိုပုတ်ပုတ်ပါပါလေးပုံမှန်နိုင်ရည်ဆိုရဲတော်ဟိုမှကျွန်တော်တို့ဒါတချို့လေးတယ်ကွာလဲမှာပတ်လိုက်ပြီဆိုလို့ရှိရင်လေးနေဘူးမှမချက်ကျွန်တော်လည်းမချက် ထုံလေးကပေါ့ပပါလေးနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါ classes ကိုမှပေါ့ပပါ type လေးလို့ပြောလို့ရတယ်ဗီဒီယိုဆုံးနေကြည့်ရှုပေးတဲ့အားလုံးကျေးဇူးများရှိတင်ပါတယ်